ပေကုံးရွာလယ်မှာရှိတဲ့အင်ချန်ဝင်းကြီးတွင်မှလူတွေဟာရှုပ်ရှက်ခတ်ပြီးတော့ဝင်ထွက်သွားလာနေကြပါတယ်။အင်ရှင်ရဲ့သမီးဟာစိတ်နောက်ပြီးတော့အိမ်မှာရှိတဲ့လူတွေကိုပြဿနာမျိုးစုံရှာနေတာကြောင့်ယောဂကုသနိုင်ရည်အတွက်စဉ်းစားမရဘဲစိတ်ဆင်းရဲနေကြရပါတယ်။တညာလုံးတမနက်လုံးယောဂဆိုးဝါးနေတာကြောင့်အနာကိုဘယ်သူမှလည်းမကတ်နိုင်ကြပါဘူး။အော်ဟစ်ဆဲဆိုလိုက်၊တချင်းဆိုလိုက်၊ငိုလိုက်၊ယူလိုက်နဲ့ဖြစ်နေပါတယ်။အစာကျွေးလို့လည်းမရပါဘူး။အစာသွားကျွေးလို့ရှိရင်အစာထည်ထားတဲ့ပုဂံနဲ့ကောက်ပေါက်ပါတယ်။အိမ်ခန်းထဲကနေအပြင်ကိုလည်းမထွက်ပါဘူး။အဲဒီလိုမျိုးယောဂဖောက်နေတာကြောင့်အဲဒီယောဂမျိုးကိုကုသနိုင်မဲ့ဆရာ တွေကိုစုံစမ်းကြပါတယ်။တရင်အစားနှမများနေကင်းတနားီခန့်လောက်မှာတော့တိုက်ဆိုင်စွာပဲရွာတွေကိုအောက်လန်းဆရာလိုလိုပယောကဆရာလိုလိုဘာလိုလိုညာလိုလိုနဲ့ရောင်ဝဝဆရာတယောက်ရောက်နေကြအောင်တရင်ရောက်လာခဲ့ပါတယ်။တရင်ကြကြချင်းမှာပဲတမီးဖြစ်သူကိုကုသပေးဖို့အတွက်တွားရောက်ပင့်ဆောင်ကြပါတယ်။ဆရာနဲ့တပည့်နှစ်ယောက်တို့ပယောကကုသရန်အဲ့ဒီအိမ်ကြီးကိုရောက်လာစင်မှာပဲစိတ်ဝင်စားကြတဲ့ရွာသူရွာသားတွေကလည်းနောက်ကနေလိုက်ပါလာခဲ့ကြပါတယ်။ပင့်လာတဲ့ဆရာကလည်းအိမ်ဦးခန်းထဲမှာအခမ်းအနားဝင်ထိုင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့အိမ်ကန်းထဲမှာဝယုံသုံးကန်းနဲ့တောင်းကျန်းနေတဲ့ online ငိုလိုက်ရဲလိုက်လုပ်နေတဲ့ယောဂတဲ့မိန်းကလေးရဲ့အတန်ကိုအတိုင်းသားကြားနေရပါတယ်။ကဲမိခင်နဲ့တူအမျိုးသမီးတယောက်အခန်းထဲရမိန်းကလေးကိုအပြင်ကိုခေါ်လာခဲ့ပေးပါမိခင်နဲ့တူအမျိုးသမီးတယောက်အခန်းထဲကိုဝင်သွားခဲ့ပါတယ်။ငါ့ကိုလာမခေါ်နဲ့နော်။ငါမလိုက်ဘူးနော်။နင်တို့ကဘာမလို့ငါ့ကိုလာခေါ်ရလဲ။အခန်းထဲကနေခုထွက်သွား။နင်တို့အကုန်လုံးအခန်းထဲကနေခုထွက်သွား။လာပါသမီးရဲ့ဆရာခေါ်နေတယ်။ ဘာသမီးလဲအခုချက်ချင်းအခန်းထဲကထွက်သွားနော်ဘလို့ပဲချော့မော့ပြီးခေါ်ကောခေါ်လို့မရပါဘူးအဲဒါကြောင့်ပဲလက်လျှော့ပြီးတော့အခန်းမြင်ကိုပြန်ထွက်လာခဲ့ကြပါတယ်ထားလိုက်ထားလိုက်ဘသူမှမခေါ်နဲ့တော့ ကျုပ်ဘာသာကျုပ်ပဲခေါ်ထုတ်လိုက်မယ်။အိမ်ဦးငန်းမှာအခန်းသားထိုင်နေတဲ့ဆရာကအမိန့်တန်ပါပါနဲ့ပြောလိုက်ရာမိခင်ဖြစ်သူကလည်းအခန်းထဲသမီးကိုထားခဲ့ပြီးတော့ဆရာကြီးဆိုသူရဲ့တပည့်တွေပေးမှလာပြီးတော့ထိုင်နေလိုက်ပါတယ်။မိခင်နဲ့ဖခင်တို့ကလည်းသမီးရဲ့အခြေအနေစိုးနေတဲ့အတွက်စိတ်မကောင်းကြပါဘူး။စိတ်မကောင်းစွာနဲ့ပဲဆရာကိုအာကိုတကြီးနဲ့ကြည့်နေမိကြပါတယ်။အဲဒီချိန်ခါမှာပဲဆရာကြီးဆိုသူကအမိန့်တန်ပါပါနဲ့တမားကုံကိုပြပါတော့တယ်။ဂိုင်းကောင်းကောင်းခေါ်လို့မရတဲ့မိန်းကလေးကိုဆိုင်ရာပိုင်ရာတို့ကကြက်မှတ်ပြီးတော့ လူနာကို9ရက်ရှိကိုခေါ်လာခဲ့စံအဲဒီလိုမျိုးအမိန့်တန်ပါပါနဲ့អော်ပြီးတော့ပြောလိုက်တဲ့အခါမှာတော့စကားအဆုံးမှာပဲအခန်းထဲကမိန်းကလေးကយោទេជូនွန်စွာနဲ့ဆရာရှိကိုထွက်လာပြီးတော့ထိုင်လိုက်ပါတယ်မိခင်ဖြစ်သူချော့မော့သွားခေါ်ရအကြောက်ကန်ညှင်းဆန်ပြီးတော့អော်ဟစ်မောင်းထုတ်ခဲ့တဲ့မိန်းကလေးဟာစောစောကသူဘာမှမလုပ်ခဲ့တဲ့လားအေးဆေးစွာပဲထွက်လာတာကိုမြင်ရပြီးတော့လာကြည့်ကြတဲ့យွာသူយွာသားတွေကလည်းဆရာကြီးကိုတော်တော်လေးကိုအထင်ကြီးသွားကြပါတယ်တော်တော်ဆွမ်းတဲ့ဆရာပဲဟေးအတင်းဆွဲခေါ်တာတော့မလိုက်တဲ့မိန်းကလေးကအမိန့်တစ်ချက်ပေးလိုက်တာနဲ့ထွက်လာတာကွာဒီဆရာ တော်တော်ဆွမ်းနေဟာအဲဒီနောက်မှာတော့ဆရာကြီးကရောက်လာကြတဲ့ရွာသူရွာသားတွေဘက်ကိုလှည့်ပြီးတော့ လူကိုပြူစားနှောက်ယှက်တဲ့ပုံဟာအမျိုးမျိုးရှိတယ်ကွယ်ဘလူးတပတ်တို့အတိုက်ခိုက်လုပ်ခြင်းကိုတောသူပြူစားတယ်လို့ခေါ်တယ်တစေတွေပိတ်တာတွေကိုတော့ဖုတ်လို့ခေါ်ပြီးတော့တရဲကိုတော့အစိမ်းအဝါလို့သတ်မှတ်ကြတယ်တောသူပြူစားလို့ရှိရင်မိုင်းထိုင်းတိုင်းနဲ့တွေ့တွေ့ဝေဝေနဲ့မျက်တောင်မခတ်ဘဲနဲ့နေတတ်ကြတယ်ဖုတ်စိမ်းတရဲတွေဝင်ကက်ခဲ့ရင်တော့ခေါင်းငိုက်ဆိုင်ကြနေပြီးတော့ဇက်တရလေးတယ်လို့ဖြစ်နေတတ်တယ်ဆုံးပြူစားလို့ရှိရင်တော့ဥကောင်းမငြိမ်မသက်နဲ့ရေမောနေတတ်တယ်နှက်လှုပ်ထားရင်တော့မျက်စိကြည့်ပုံဟာရဲရင်တယ်တကူလုံးတစ်ဆက်ဆက်တုံနေတတ်တယ်ကဲ လာကြည့်ကြတဲ့ရွာသားတွေရောငါတပည့်တွေရောဒီမိန်းကလေးကိုဘယ်လိုမြင်ကြလဲလာကြည့်ကြတဲ့ရွာသူရွာသားတွေကဘာမှမပြောပါဘူးဆရာနဲ့ပါလာတဲ့တပည့်တယောက်ကတော့ဟုတ်ကဲ့ပါဆရာကြီးမိန်းကလေးကအယွမ်းနဲ့မလိုက်အောင်မျက်စိအကြည့်ကရဲတင်ပါတယ်ကိုခန္ဓာကလည်းတဆက်ဆက်တုံနေပါတယ်အဲဒါကြောင့်နတ်ဆွဲနတ်ကင်ထားတာဖြစ်နိုင်ပါတယ်ဆရာကြီးနတ်ကင်ထားတယ်ဆိုရင်ဘယ်လိုနတ်မျိုးလို့ငါတပည့်ကြီးထင်လဲပညာရှင်တယောက်ကနတ်ဆရာနတ်နဲ့တိုက်ထားတယ်လို့တပည့်ထင်ပါဆရာကြီးအေးငါတပည့်တွေတွေးတောဆင်ခြင်ယူဆချက်ကဓာတ်တိမှန်နေကွယ်နတ်နဲ့တိုက်ထားတယ်ဆိုပါလား ဘလို့လူမျိုးကဘာနဲ့ပဲတိုက်ထားတိုက်ထားငါဆရာနဲ့တွေ့မှာတော့ပျောက်ပြီလို့သာမှတ်လိုက်တော့ဟေးအာကိုပါတယ်ဆရာကြီးရဲ့တကယ်ကိုအာကိုပါတယ်ဆရာကြီးဆိုသူကဆေးကုရံမလုပ်သေးပဲနဲ့ရွှေရှောင်းနဲ့အာလူတွေဖုတ်နေပါတယ်ရွာသူရွာသားတွေအထင်ကြီးလာစေရန်တမားကုံတွေကိုပြနေပါတယ်အရင်နောက်မှာတော့အောက်လန်းဆရာကြီးကလူနာမင်းကလေးရဲ့မိဘတွေဘက်ကိုလှည့်လိုက်ပြီးတော့ဘလို့လဲလူနာမင်းကလေးကိုဆေးကုဖို့အတွက်ကျုပ်လက်ကိုအပ်တယ်မဟုတ်လားဆရာရဲ့အာကိုပါတယ်တမီးလေးကိုသာပြအောင်ကုသပေးပါစေကူသားကလည်းထက်တဲ့တန်နဲ့ပူဇော်ပါမယ်ဆရာရဲ့။ကောင်းပါပြီမိန်းကလေး။ ဆရာဆေးစီရင်ဆရာရှိသေးတယ်။ညီအခန်းထဲမှာခဏသွားပြန်နေစမ်း။အခန်းထဲမှာငင်ငင်လေးနေနော်။မအော်နဲ့မငိုနဲ့တချင်းလည်းမဆိုနဲ့။သွားအခုချက်ချင်းသွားတော့။မိန်းကလေးကလည်းယောဂတဲ့တရားမဟုတ်တော့သည့်တပွဲဆရာခိုင်းတဲ့အတိုင်းရိုသေကျိုးနွန်စွာထားသွားခဲ့ပါလေ။အဲဒီလိုမျိုးဆရာရဲ့အပြောဆိုတွေအောက်မှာတော့တန်မှန်မိန်းကလေးတပွဲအမိန်အားနာခံပြီးခိုင်းတဲ့အတိုင်းပြုတ်မှုနေတာကိုမြင်ကြရတဲ့ရွာသူရွာသားတွေနဲ့မိဘနှစ်ပါးကဆရာကြီးကိုတော့လုံးဝကိုအထင်ကြီးသွားခဲ့ပါလေ။ဒီဆရာသာကုလို့ရှိရင်ဂျိမ့်နေပြောင်းလိမ့်မယ်။ဆရာကြီးကတိတ်တော်တာပဲ။ ချီကျူးတန်နေရအဲ့ဒီလိုမျိုးထွက်လာတယ်လို့အားမလို့အားမရညင်ညူပြောဆိုတန်နေလဲကြားရပါတယ်ငါတို့ကဒီမိန်ကလေးကိုပြူစားထားတဲ့နတ်နဲ့ဒီဆရာဘလို့ပညာပြိုင်မှာလဲဆရာကဘလို့နှိမ်နင်းပြီးတော့ကုသမှာလဲအဲ့ဒါတွေကိုကြည့်ချင်လို့လာတာစေးမကုပဲနဲ့အခန်းထဲကိုပြောင်းဝင်ခိုင်းလိုက်တယ်ကွာအခန်းထဲမှာဆရာကြီးဝင်ပြီးတော့စေးကုမလို့လားမသိဘူးအာမင်းစကားကြီးကလည်းဘာစကားကြီးလဲကွာဆရာကြီးပြောတာမင်းမကြားဘူးလား စိတ်စီရင်စရာရှိသေးလို့တဲ့စိတ်စီရင်ပြီးလို့ရှင်ကုမဘောကွာငါတို့စိတ်ဝင်စားရဲဟေးမပြန်မဲကိုစောင့်ကြည့်ရမယ်အရင်ချိန်မှာပဲကြောက်တလုံးတိုက်ရှိရာတောင်ကျောကိုခရီးထွက်လာတဲ့အထက်လန်းဆရာကြီးနဲ့တပည့်တို့ကပေကုန်းထဲကိုမဝင်မနဲ့ပတ်၍လာခဲ့ကြပါတယ်ရွာဝင်လမ်းမေးမှာရွာဦးနတ်စင်ကြီးကညောင်မင်ကြီးအောက်မှာအခမ်းအနားရှိနေခဲ့ပါတယ်နတ်စင်ရှိကိုရောက်မှာတော့ဆရာကြီးကတစုံတစ်ခုကိုအာယုံပြုမိသွားသေးလားခဏမှရက်လိုက်ပါတယ်မောင်ကြီးဟုတ်ကဲ့ဆရာကြီးအမိတ်ရှိပါနတ်စင်ရှိရောက်မှာ မကောင်းတဲ့အငွေသက်တွေငါရတယ်ကွာမင်းနတ်စင်နာကိုသွားစမ်းကွာဆရာကြီးခိုင်းတဲ့အတိုင်းမောင်ကြီးကလည်းနတ်စင်နာကိုသွားလိုက်ပါတယ်မောင်ကြီးနတ်စင်ရဲ့အောက်ကိုမြင်သာတလောက်ငုံကြည့်စမ်းကွာမင်းကောင်းတော့နတ်စင်အောက်ကိုမရောက်စင်နဲ့ကွာစာရေးထားတာမျိုးတွေပါတွေ့သေးလားတွေ့ရဆရာကြီး အင်းလိုလိုစာလိုလိုမထင်မရှားရေးတာတွေ့ပါလေဆရာကြီး။ကဲတွေ့တယ်ဆိုလို့ရှင်ဒီကိုအမြန်လာစမ်းကွယ်။ဆရာကြီးဒီရိတ်အောင်မှာစောင့်နေမယ်။မောင်ရေးမင်းရွာတဲ့ဝင်တယော်နဲ့ကင်မွန်ရှာလာခဲ့။ဈေးဆိုင်ကနေမရတော့မှအိမ်ဒီမှာအကူအညီတောင်းကြည့်ကွာ။နန့်သားရေတော့ပအောင်ယူလာခဲ့။ရေတက်တဲ့တဘုံတော့ပါယူလာခဲ့ကွာ။ရွာသားတယောက်ကိုလည်းအကူအညီတောင်းပြီးတော့ခေါ်လာခဲ့လိုက်။မြန်နိုင်တဲ့မြန်မြန်လေးတော့လောက်ကွာနော်။ဆရာတို့နောက်ကြလို့ရှင်လူယုံမှတစုလဲစားတာလူတွေရောနှက်တွေရောခံရတော့မယ်။ဒီကိစ္စမြန်မြန်ဖြေရှင်းနိုင်မှာကွာ။ဟုတ်ကဲ့ပါဆရာကြီး။ ကျွန်တော်ရွာထဲကိုအမြန်သွားပြီးတော့ရှာယူလာခဲ့ပါမယ်။နိုင်ဦးကနေဘခန့်ကြာမှာတော့မောင်ရင်းနဲ့ရွာသားတယောက်ပြန်ရောက်လာခဲ့ကြပါတယ်။ဆရာကြီးခိုင်းတဲ့အတိုင်းနတ်ဆင်ရှင်မှာအမိတ်ပြန်လိုက်ပါတယ်။အရင်နောက်မှာတော့နတာရီနဲ့စာရီကိုပြောင်းစင်သွားအောင်စေ့ကြောလိုက်ပါတယ်။တယောကင်မုံရီနဲ့နတ်ဆင်ကိုပတ်ပြန်ပြီးတဲ့နောက်မှာတော့ဆရာကြီးကအောင်မြင်တဲ့အတန်နဲ့ဂိုင်းငါဆရာအမိတ်အတင်ရွာဆောင်နတ်ကိုချုပ်နှောင်ထားတဲ့အချုပ်အနှောင်တွေကိုကျုပ်ဖြီးပေးလိုက်ပြီ။တင့်ကိုချုပ်နှောင်ခဲ့တဲ့အောက်လန်းဆရာလူယုတ်မာကိုတင့်ကိုယ်တိုင်နှိမ်နင်းရမယ်။ငါဆရာအမိတ် အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာလည်းအိမ်ကြီးပေါ်မှာကောင်မလေးကိုဆေးကုမဲ့ဆရာကြီးဆိုသူကဆေးဝါးတွေစီရင်ပြီးပြီလို့ဆိုပြီးတော့မိန်းကလေးငယ်ကိုအခန်းအပြင်ကိုထွက်လာဖို့အတွက်အမိန့်ပေးနေပါတယ်။ဟဲ့ဆရာစုပ်နေငါများရာရာဆဆငါ့ကိုဟိန်လာဟောက်လာလို့လို့အခုမင်းတို့ဆရာတပည့်နှစ်ယောက်ငါအကြောင်းကောင်းကောင်းသိစေရမယ်။အခန်းထဲကနေခုံထွက်လာသူကရိုသေကျွန်းနုံနေတဲ့မိန်းကလေးအတွင်မဟုတ်တော့ပဲနဲ့လူသက်တော့မဲ့မိန်းမကျန်တစ်ယောက်နဲ့မာကျော်ခက်တန်လာတဲ့အတွင်ကိုတွေ့လိုက်ရပါတယ်။ငါဆရာကိုမလေးမစားနဲ့ကွာ။ နင်းကိုငါအကြောင်းပြရသေးတာပေါ့မင်းမပြခင်ငါရင်ပြမယ်ကွာအဲ့ဒီမိန်းကလေးကလည်းမေးဖို့ကန်းတဲ့ကိုပြေးဝင်သွားပြီးတော့ချက်ချင်းဆိုသလိုအပြင်ကိုခုံထွက်လာခဲ့ပါတယ်မိန်းကလေးရဲ့လက်ထဲမှာတော့ထင်းခုတ်တဲ့ဓမ္မကြီးပါလာခဲ့ပါတယ်အဲ့ဒီဓမ္မကြီးကိုဝင့်လိုက်ပြီးတော့ရှောင်းနိုင်ရင်ရှောင်းကွာ အောင်လန်းဆရာနဲ့ဆရာတပည့်နှစ်ယောက်တို့ကလည်းအိမ်မော်ကနေအသက်လွပြီးတော့ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။လူနာမင်းကလေးကဓာကြီးကိုဝင့်ပြီးတော့နောက်ကနေအတင်းလိုက်ခုတ်ပါတယ်။ဆရာတပည့်တစုလည်းရွာပြင်ကိုအားကုန်တုတ်ပြီးတော့ပြေးလာသလိုဓာကင်ထားတဲ့မင်းကလေးကလည်းနောက်ကနေပြေးလိုက်နေတာကိုလမ်းမြင်လဲရတာကြောင့်အထက်လန်းဆရာကြီးနဲ့မောင်အေးတို့ကလည်းညောင်မင်းကြီးကိုကြွယ်ပြီးပုန်းနေလိုက်ကြပါတယ်။ဆရာတပည့်၃ယောက်လည်းနတ်စင်နဲ့ဝေအောင်ရွာပြင်ကိုရောက်အောင်ပြေးထွက်သွားကြပါတော့တယ်။ ။ဓားကိုင်းတဲ့မင်းကလေးကနတ်စင်ရှိကိုရောက်တာနဲ့ပဲခွေကနဲလဲကြသွားပါတော့တယ်။တစ်ပင်ကွယ်မှာရက်နေတဲ့ဆရာကြီးကအပြင်ကိုထွက်လာခဲ့ပါပြီ။မောင်ရီနတ်သားရီနဲ့ဖျားလိုက်ကွာ။လဲနေတဲ့မင်းကလေးအတိဝင်လာပြီးတော့ထထိုင်လာခဲ့ပါတယ်။ဟမ်။ကျမကျမဘေဟုမင်းကလေးမင်းဘာမှမဖြစ်တော့မင်းကလေးကိုအနောက်ရှက်ပြုတ်ခဲ့တဲ့အောက်လန်းဆရာလေးလည်းပြေးကုန်ပါပြီ။အဲဒီအချိန်ရွာတွေကလူတချို့နဲ့မင်းကလေးရဲ့မိခင်ဖခင်ဆွေမျိုးသားချင်းတွေရောက်လာခဲ့ကြပါတယ်။သူတို့အားလုံးကဆရာကြီးနဲ့တပည့်မောင်ရီတို့ကိုကြည်ပြီးတော့အားအသင့်နေကြပါတယ်။ဟမ်ဒီမှာလဲဆရာကြီးနဲ့တပည့်တရား ဟိုဆရာနဲ့တပည့်နှစ်ယောက်လည်းမမြင်ပါလားသူတို့ဘယ်ရောက်သွားလဲမောင်ကြီးကလည်းအားလုံးကိုတေချာရှင်းပြလိုက်ပါတယ်နတ်စင်မှာအောက်လန်းနီနဲ့ပြုတ်လို့ပြီးတော့တိုက်ခိုက်ထားတာဖြစ်ပြီးနတ်ပြူစားတယ်လို့လိန်ညာခဲ့တဲ့အကြောင်းရွာသားတွေတည်သွားခဲ့ကြပါတယ်အောက်လန်းနီနဲ့ယုံညံ့တဲ့အစီရင်ပြုတ်ပြီးတော့ပြာချတယ်ဟင်းသာပြရာနဲ့ဖြောတဇူးဝါကိုစုတ်တံလှုပ်ပြီးတော့ဒီနတ်စင်အောက်မှာကိုခိုင်းညင်တယ်လို့မျိုးရေးထားတာအဲ့ဒါအောက်လန်းနီပဲယုံညံ့လုံးလို့နတ်တွေလည်းအငိုက်မိသွားပြီးတော့သူတို့ခိုင်းတဲ့အတိုင်းလိုက်လှုပ်ပေးနေရတာဆရာကြီးကဘယ်လိုသိရလဲ ဆရာကြီးနဲ့ကျွန်တော်တို့ကခရီးထွက်လာကြတာပါ။နတ်စင်ရှိကိုရောက်တော့ဆရာကြီးကအောက်လန်းနဲ့စီရင်ထားတာတွေကိုအာယုံပြုမိပြီးတော့သူတို့ရဲ့အစီအစဉ်ကိုဖျက်ပစ်လိုက်တာပါ။ဒီကအစီအစဉ်ကိုဖျက်ပစ်လိုက်တဲ့အချိန်မိန်းကလေးမှဝင်ပူးနေတဲ့ရွာသောနတ်ကလည်းအနောင်ဖွဲ့ကလွတ်သွားတဲ့အတွက်နတ်ကဓားဆွဲပြီးတော့လိုက်တာပါပဲ။ကဲကဲဒီကမိန်းကလေးလည်းနေကောင်းသွားပြီဆိုတော့ နောက်ကိုအခုလိုမျိုးလှုပ်ရှားတဲ့မတမာဆရာမျိုးတွေနဲ့မကြုံရအောင်တတိထားပြီးတော့နေကြပေါ့ကွယ်ဂျေဇုတင်လာပါဆရာကြီးရေကျွန်တော်တို့ရွာမှာဝင်တဲပါအောင်လားဆရာကြီးကျွန်တော်တို့ဂျေဇုပြုခြင်းလို့ပါဂျေဇုတင်ပါတယ်ကွယ်ဆရာကြီးတို့ကသွားမယ်ခရီးဝေလို့ရွာထဲမဝင်တော့ပါဘူးအပြန်ခရီးဒီဘက်ရောက်လို့ရှိရင်တော့ဝင်တဲပါမယ်အပြန်ကြရင်တော့အချိန်ရရမရရကျွန်တော်တို့စီကိုဝင်ခဲ့ပါဆရာကြီးရေတရက်တန်နေနှစ်ရက်တန်နေအနားယူပြီးမှပြန်ပေါ့လေနော်ကဲကဲကဲအားလုံးပြန်ကြတော့ကွယ်ကလေးမလေးကိုလည်းအနောက်ရှက်ဘသူမှမပေးနိုင်တော့ပါဘူးစိတ်ချလက်ချသာပြန်ကြတော့ ဆရာကြီးတို့လည်းခရီးဆက်ရအောင်မယ်အဲလိုပြောဆိုပြီးတော့ဆရာကြီးတို့ကလည်းရွာသားတွေကိုကြောခိုင်းပြီးတော့ထွက်လာခဲ့ကြပါတယ်အာကွာငါ့ကျင်ကိုလာနောက်ရှက်တာဟိုဆရာဆုံးနဲ့သူ့ရဲ့တပည့်မဟုတ်လားဟုတ်တယ်ဆရာကြီးဟာစားရတော့မယ်ဟင်းွက်ထဲကိုတဲပြစ်ထည့်တယ်လို့ခံစားလိုက်ရတယ်ဗျာဆရာတပည့်၃ယောက်ကလည်းတောင်ကုန်းကမှုဘောကနေပြီးတော့ခြုံမင်းတွေကိုအကာအကွယ်ယူပြီးတော့အချင်းတွေကိုအကဲခတ်နေကြပါတယ်ကဲတပည့်တို့ငွေရဘောက်တစ်ခုပျောက်သွားပြီမဲ့စိတ်ပြက်စရာမလိုပါဘူးကွာဆရာတို့ဒီလန်းကိုလာခဲ့တဲ့ဦးတီချက်က ကြောက်တလုံးတိုက်ကိုဖော်မဲ့ကိစ္စကိုအကူအညီပေးဖို့မဟုတ်ဘူးလားဟုတ်တယ်လေဆရာကြီးရဲ့ဒါနဲ့ကြောက်တလုံးတိုက်ကိုဥဆောင်ဖော်မဲ့ဆရာကြီးရဲ့ဆရာနဲ့ကဘယ်မှာစုံကြမှာလဲဒီကနေတနေ့ခကြီးလောက်တွားရတဲ့နှစ်ဆင့်ရေတကုံမှာစုံဖို့ကြိုတင်မာထားတယ်ကွယ်ကြောက်တလုံးတိုက်နဲ့နှစ်ဆင့်ရေတကုံကတိတ်မဝေးဘူးဆိုတော့ဆရာကြီးကအစီရင်ကြိုတင်လုပ်ထားလိမ့်မယ် နောက်ကလိုက်လာတဲ့အဖိုးကြီးနဲ့သူ့တပည့်တို့မျက်ခြေပြတ်အောင်ပဲမြန်မြန်ရှောက်ကြကွာအောက်လန်းဆရာကအသက်50ကျော်ခန့်ရှိပါပြီသူ့ရဲ့တပည့်နှစ်ယောက်ကတော့အသက်30ကျော်ခန့်မှာတွားနိုင်လာနိုင်တဲ့အရွယ်ပါပဲဒါပေမဲ့အထက်လန်းဆရာကြီးကတော့အသက်80ခန့်ရှိနေပါပြီတနေ့ခီးဆိုရင်တော့တော်တော်လေးကိုတွားရပေးလိမ့်မယ်အရာအတွက်ကြောင့်လဲဆရာတပည့်3ယောက်ဟာတရက်ခီးကိုမနာမနေရှောက်ခဲ့ကြရာညနေ9နာရီခန့်မှာနှစ်ဆင့်ရေဒီဂွန်ကိုရောက်ခဲ့ကြပါတယ်နှစ်ဆင့်ရေဒီဂွန်ဆိုတဲ့အတိုင်းပဲတောင်ပေါ်ကကျလာတဲ့ရေဒီဂွန်ကတောင်လယ်မှာကြောက်ဆောင်တစ်ခုခံနေတာကြောင့်ဓာတ်ရိုက်ကျစင်းမနေတော့ပဲနဲ့ပေ20ခန့်အကွာလောက်မှာအောက်သို့ ြဆင်းခြင်းကြောင့်နှစ်စစ်ရေတကုံလို့ခေါ်ဆိုကြောင်းသိလျက်ပါရယ်ဆရာတပည့်၃ယောက်တို့ကလည်းအချင်းချက်လှုပ်ထားတဲ့နေရာကိုရောက်ခဲ့ကြပါရယ်ဆရာကြီးရဲ့ဆရာကိုအစင်သင်တွေ့လျက်ပါရယ်ဟာရောက်ကြပြီလားကွာလာကြလာကြဆရာအားလုံးအဆင်ပြေရဲ့လားအခုအချိန်ထိတော့အားလုံးအဆင်ပြေနေတာပဲကွာအစီမံအောင်ဘယ်လိုလဲဆရာကြီးရဲ့တိုက်ရဲ့အစီမံလား အထက်လန်အစီမံမဲကွယ်တိုက်မှာကြားရဘလူးလေးကောင်ရဘလူးမရအချားအချွေရန်တွေရှိတယ်အပြင်စီးကိုဘလူးမဆောင်ပြီးတော့အတွင်းစီးကိုကြားဆောင်တယ်အားလုံးအောင်မြင်ဖို့ဘလူးမနဲ့ကြားကိုချုပ်နိုင်လို့ရှိရင်ကြံတဲ့အချွေရန်တွေကိုထည့်အတွက်စရာမလိုဘူးကွယ်အားလုံးကကြုတ်ရတောင်းဝန်ထားပါ ခမားတို့ဆရာတပည့်တွေကကျုပ်ရဲ့အဖော်ပဲကျုပ်လိုချင်တာကရွှေတွေငွေတွေရတနာတွေမဟုတ်ဘူးတိုက်ထဲမှာရှိနေတဲ့ပြည်ရရှင်လုံးကိုရရင်တော်ပြီခမားတို့ရသည်များရွှေငွေအကုန်ပေးမယ်ကောင်းပြီလေဘယ်နေ့သွားဖို့မလဲဆရာကြီးမနဲ့မိုးလင်းတာနဲ့ခကြီးစားထွက်မယ်မနဲ့ပြန်ညနေပိုင်းဆိုကြောက်တလုံးတိုက်ရှိတဲ့နေရာကိုရောက်မယ်အဲလိုနဲ့ပဲထုံညာအတွက်တော့တဲခုနေတိုင်းရနေရာထိုင်ခင်းပြုတ်လုပ်ပြီးတော့စားရေးတောက်ရေးစီမံနေကြပါတော့တယ်ဟိုးတောင်ကပင်ရံဆောင်ကကြောက်ကြီးတလုံးနဲ့ထီထီထွက်နေတာတွေ့လား ဟုတ်ကဲ့တွေ့ပါဆရာကြီးအေးအဲ့ဒီကဲမဆောင်ကကြောက်ကြီးအောင်မှာတိုက်ရှိတယ်ကွယ်ဒါဆိုရင်တိုက်နာကိုရောက်နေပြီပဲဆရာကြီးသူတို့ဆရာတပည့်၄ယောက်ကလည်းတိုက်ဧရိယာနဲ့နီးနိုင်သမျှနီးအောင်လာခဲ့ကြပါတယ်ကဲရက်ကြတော့ကွာဒီကနေပြီးတော့ဆရာကြီးအစီရင်လုပ်တော့မယ်ဦးဆောင်သူဆရာကြီးကဆေးဖျောင်းနိုင်နေထွန်းလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ထွန်းကြည့်ထားတဲ့ဖျောင်းနိုင်တွေကိုအင်ဂျက်တွေပေါ်မှာတင်ပြီးတော့ထွန်းလိုက်ပါတယ် တိုက်ကိုစီးချလိုက်ပြီးခေါင်းဆောင်လို့သူဆရာကြီးကလက်တွဲမှာရှိတဲ့အင်းကိုကင်မြောက်လိုက်ပြီးတော့ဂါထာမန္တန်နဲ့ဘာညာစမဂလာတွေရွတ်ဖက်လိုက်ပြီးတော့ရှေ့ကိုလှမ်းပြီးတော့ပြစ်ပေါက်လိုက်ပါတယ်။အဲဒီချိန်မှာပဲဝေါကနဲ့ဝုံနဲ့ဆိုပြီးတော့မြည်ဟီးလာတဲ့အတန်အင်းနဲ့အတူလေပြင်းကြီးတွေကျလာပြီးတော့တိုက်အောက်ခြေကနေဖုံနေရဝေါကနဲ့ဆိုပြီးထလာခဲ့ပါတယ်။လေပြင်းကြီးကလည်းအနီးနားမှာရှိတဲ့တစ်ပင်တွေရိမ့်ရိုင်လောက်တဲ့အထိအဆက်မပြတ်တိုက်ခတ်နေပါတယ်။အချိန်ကလည်းအမောင်ဘက်ကိုတန်းလာပြီးမလို့စိတ်ချောက်ချားစရာတော့ဖြစ်နေပါတယ်။တိုက်အောက်ကမ်းမမှာရှိတဲ့မြေမုံနေရာလွင့်စင်ကျသွားတဲ့နေရာကနေဝုံနဲ့ဆိုတဲ့အတန်အင်းနဲ့အတူမိကို လုံးတွေဥတက်လာတာကိုအားလုံးတွေ့လိုက်ကြရပါတယ်။ကဲတိုက်ရဲ့အပြင်စီးကိုအုပ်ချုပ်တဲ့အဆောင်ချုပ်ဘလူးမကြောက်ရုပ်ပေါ်လာပြီ။ကြောက်ရုပ်ပေါ်ချီမန်းကွင်းပြေးပြီးတော့သွားဆွတ်လိုက်ကွာ။သွားမြန်မြန်သွား။တပည့်နေအောင်နဲ့ကနေတယောက်ကဆရာကြီးပေးထားတဲ့ချီမန်းကွင်းကိုဆွေရန်အတွက်အနီးကိုပြေးသွားလိုက်ပါတယ်။မောင်ရီအောက်လန်းဆရာတွေတော့တိုက်ကိုချုပ်နေပြီကွာ။ဒီဆရာတွေဘလောက်စွမ်းလဲဆိုတော့ငါတို့စောင့်ကြည့်အောင်မကွယ်။တိုက်ကလည်းဘယ်ထိတောင်းခံပြီးတော့ပြန်ခုခံမလဲစောင့်ကြည့်ရသေးတာပေါ့။သူတို့တာနေရောဆရာကြီး။သူတို့တာမဲ့အခြေအနေဆိုရင်ဆရာကြီးဒီတိုင်းမနေပါဘူးကွာ။ခဏလေးပဲတိုက်ခံပါ။ ကဲအခြေအနေကိုစောင့်ကြည့်ပါဦးမောင်ကြီးဟုတ်ကဲ့ပါဆရာကြီး အဲလိုနဲ့ပဲအထက်လန်းဆီယာနဲ့တပည့်မောင်ရီတို့ကအောက်လန်းဆီယာနဲ့မနီမဝေးမှာအခြေအနေကိုအကဲခတ်ပြီးတော့စောင့်ကြည့်နေကြပါတယ်။တဝောဝောတဝုံဝုံနဲ့တခဲနဲ့စူညံလာတဲ့နန္နာဘဝတွေရဲ့အော်ဟစ်တန်တွေကလည်းကြောက်ခမန်းလိလိပေါ်ထွက်လာခဲ့ပါတယ်။ဟေးအောင်လူယုံမှာကြောက်ရုံနာကိုမကတ်နဲ့။အဆောင်တွေကအဆွဲတွေတဖွေးဖွေးနဲ့မျက်လုံးတွေပြူးထွက်လာပြီးတော့ချိန်မန်းကွင်းဆွေရန်တွားနေတဲ့အောက်လန်းဆီယာရဲ့တပည့်ကို၆လန်းထုတ်ပြပါတယ်။အတန်ဆိုးအတန်နဲ့ကြီးတွေနဲ့အော်ဟစ်ပြီးတော့ချင်းချောက်နေတဲ့အတန်တွေကြောင့်ချိန်မန်းကွင်းဆွမဲ့လူလည်းအနာမကတ်ရဲပဲရှိနေပါတယ်။ဟေးအောင်မကြောက်နဲ့မကြောက်နဲ့တွားမြန်မြန်တွားဆွတ်တွား။ ဆရာကြီးရဲ့အတန်ကြောင့်တပည့်လဲအားတက်သွားပြီးတော့ကြောက်ဘလူးမရုပ်ကိုချီမန်းခွင်းဆွတ်လိုက်ပါတယ်။ကြောက်ရုပ်ကိုချီမန်းခွင်းဆွတ်မိတာနဲ့ပဲစူညံနေတဲ့အတန်နဲ့လေပြင်းတိုက်ခတ်နေတဲ့အတန်တွေကလည်းငြိမ်သက်သွားခဲ့ပါတယ်။အင်း လူးမကြောက်ရွံ့ကိုချုပ်ပြီးကွယ်ကြောက်ရွံ့ကိုချုပ်မိတာနဲ့ခေါင်းဆောင်လုပ်သူဆရာကြီးကဒုတိယအင်ဂျက်ကိုဂူဝါကိုပစ်သွင်းလိုက်ပါတယ်တကြုံကြုံတကြိုင်းကြိုင်းမြေးပြီးတော့သွားတဲ့အတန်ကြီးတွေနဲ့အတူတောတောင်တစ်ခုလုံးဟာလည်းရွတ်ရွတ်တဲတဲဖြစ်လာခဲ့ပါတော့တယ်လေတွေကလည်းငိန်သက်နေရကနေပြန်လဲပြီးတော့တဟီဟီနဲ့အဆက်မပြတ်တိုက်ခတ်ပြန်ပါတယ်တိုက်ခတ်လာတဲ့လေပြင်းတွေနဲ့အတူဝုန်းဆိုတဲ့အတန်ကြီးနဲ့မရှိမနှောက်မှပဲကြောက်တလုံးအောက်ကမ်းမကြီးအလေကနေကြောက်ကူကြီးတစ်ခုရဲ့တရံဟာရုတ်တရက်ကြီးပေါ်ပေါက်လာခဲ့ပါတော့တယ်အရိခါမှာပဲခေါင်းဆောင်ဖြစ်တဲ့အောက်လန်းဆရာကြီးဟာ ဂိုင်စီးတွေကနေအပြင်မထွက်ကြနဲ့ကွယ်လာသမားရံကိုကြုတ်ခုခံမယ်အောက်လန်းဆရာကြီးရဲ့ခက်မှမှပြောလိုက်တဲ့အတန်ကြောင့်ကြံတဲ့တပည့်နှစ်ယောက်ကလည်းထိုးဆရာနောက်မှနေပြီးတော့ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရင်လည်းထိတ်လန့်နေပုံရပါတယ်မကြမီမှာပဲလိုင်ကောင်းကြီးအတွင်းဘက်ကနေအတန်နဲ့ကြီးတွေအတန်အောကြီးတွေနဲ့အတူတဝီဝီအော်မြင်နေတဲ့ဗရုံးကောင်ကြီးတွေကိုတွေ့လျက်ရပါတယ်ငတ်တကောင်နဲ့ကြီးမားလာတဲ့ဗရုံးကြီးများဖြစ်ပါတယ်တစ်ချက်တုံးမိလျင်တော့အသက်ပြောင်းမဲ့ပုံစံတွေပါခေါင်းဆောင်ဆရာကမခိုးမခန့်နဲ့ရေမောလိုက်ပါတယ်တလောင်းနဲ့တတ်မလာနဲ့ မင်းတို့ခေါင်းချုပ်ကိုယ်တိုင်လာတိုက်စမ်းပါပြောနေကြတယ်ကွာကဲလာစမ်းဟဲ့မြည်သီးရံနဲ့ပြစ်ပေါက်လိုက်သည်မသိတဝောတဟီဟီမြည်ပြီးတော့မိโกလုံးကြီးတွေထလာပြီးတဲ့နောက်ဘရုံးကောင်တွေကလည်းပျောက်ကွယ်သွားပါတော့တယ်ခဏကြာမှတော့တင်းမုတ်ကြီးတွေကင်ထားတဲ့ဘလူးကြီးလေးကောင်ရုတ်တရက်ပေါ်လာပြီးတော့လိုင်ကိုထက်ကနေအောက်ကိုခုံချလိုက်ပါတော့တယ်အုံးဆိုတဲ့အတန်ကြီးပေါ်ထွက်လာပြီးတော့တောင်ကပယံကြီးတစ်ခုလုံးတိမ်ငနေဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာခေါင်းဆောင်ဆရာသားလင်းတီတီငင်ငင်ရှိနေပြီးတော့ကြံတဲ့တပည့်နှစ်ယောက်နဲ့အောက်လန်းဆရာတို့ကစိုးရိမ်နေကြပါတယ်ဆရာကြီးဟိုနိုင်နိုင်နိုင်ရေရှိပါမလားဆရာကြီး မစိုးရင်ညနဲ့ကွာစီးပြင်ကမထွက်ကြနဲ့ကြာလာကြားရုပ်တွေ့လာအဲ့ဒါတိုက်ရဲ့အတွင်းစီးဘက်ကိုစောင့်နေတာ အဆောင်တွေကိုနှိမ်နင်းနိုင်လို့တိုက်ဖွင့်လို့ရှိရင်တန်လျက်ကင်ထားတဲ့ဘလူးကြီးတကောင်ကိုထပ်ပြီးတော့နှိမ်နင်းရအောင်မကွယ်ဘလူးကြီးကိုကြော်ရတဲ့ကြားရုပ်ကိုချီမန်းခွင့်ဆွတ်ရအောင်မယ်သူ့ကိုဆွတ်နိုင်လို့ရှိရင်အားလုံးပြီးပြီသူကအတွင်းစည်းကိုစောင့်တဲ့အဓိကကြားပဲတန်လျက်ကင်ထားတဲ့ဘလူးကြီးကိုမြင်တာနဲ့ကြောက်လန့်ပြီးတော့ကြားရုပ်ကိုချီမန်းခွင့်မဆွတ်မိလို့ကတော့ပြေးပြီတော့ပဲဒါနဲ့ဘလူးမကြောက်ရုပ်ကအရေးကြီးဆုံးဆိုဆရာကြီးရဲ့အဲ့ဒါအပြင်စည်းအတွက်ခေါင်းချုပ်ပဲအခုသူ့ကိုချီမန်းခွင့်နဲ့ချုပ်ထားပြီးပြီမဟုတ်လားဒါကြောင့်ဘလူးမကိုကြောက်စရာမလိုတော့ဘူး ခေါင်းဆောင်အောက်လန်းဆရာကအစွမ်းထက်လာပါတယ်အဆောင်ဘလူးလေးကောင်ကိုသူ့ရဲ့အစီရင်ဆေးဘလူးနဲ့ခုခံတိုက်ခိုက်နေရအဆောင်ဘလူးလေးကောင်ရှုံးနေလျက်ရှိနေပါတယ်အဲဒီအချိန်အရာအလုံးကိုအကဲခတ်ဆောင်ကြည့်နေတဲ့အထက်လန်းဆရာကြီးကကဲတဲ့ဘက်မောင်ရင် ူတို့ဘလူးလေးကောင်ကိုလည်းနိုင်နေပြီအခုအတိုင်းဆိုရင်တိုက်ကရှုံးနေပြီကွာသူတို့တိုက်ထဲဝင်သွားကြတော့မယ်ဟော်ဟော်သူတို့ကတိုက်ထဲဝင်မလို့စီးပြင်ကိုထွက်သွားကြပြီကွာမောင်ကြီးကအမြန်ခုန်ချလိုက်ပြီးတော့ဘလူးမောင်ကိုချီနှောင်ထားတဲ့ချီမန်းကွင်းကိုသွားဖြုတ်လိုက်ပါတယ်ဒီကောင်နေတိုက်ထဲကိုဝင်လို့မဖြစ်ဘူးအေးတိုက်ပွင့်သွားတာနဲ့ပဲနွားရုပ်ကိုအသက်သွင်းပြီးတော့ဆရာတိုက်ခိုင်းလိုက်မယ်ဒါမှအောက်လန်းဆရာတပည့်တွေနွားရံနေကတိုးလာလို့ကြားရုပ်ကိုချီမန်းကွင်းမဆွတ်နိုင်မှရှိလိမ့်မယ်ဆရာကြီးပြောနေစင်မှာပဲတိုက်ဆရာတစုကလည်းတိုက်ရှိကိုရောက်သွားကြပြီးတော့အင်းနဲ့ပေါက်လိုက်တာနဲ့တပြိုင်နက်တည်းဝုန်းဆိုတဲ့ကျေလောင်တဲ့အတန်ကြီးဖြစ်ပေါ်လာပြီးတော့မိကိုလုံးနေရလဲဥ ထွက်သွားခဲ့ပါတယ်။တိုက်ရှိကကြောက်ဖြာတကားကြီးကလည်းပွင့်သွားခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲကျေလောင်လာတဲ့အတန်အင်းနဲ့အတူနွားလာကြီးကအောက်လန်းဆရာတပည့်တစုစီကိုဝုန်းနဲ့ဆိုပြီးခုံလွှားရောက်ရှိသွားခဲ့ပါတယ်။မောင်အေးကလည်းအရေးစွန့်ပြီးတော့ဘလူးမကြောက်ရုပ်ကိုစွန့်နေတဲ့ချီမန်းခွင့်ကိုဆွဲချွတ်လိုက်ပါတယ်။အဲဒီခဏမှာပဲကြောက်ရုပ်ဘလူးမအတွင်ကနေချောမော့လာပါတဲ့မိန်ကလေးတရံရုပ်ချင်းပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီမိန်ကလေးရဲ့နှုတ်ကနေလည်းဆူးရှတဲ့အတန်အင်းနဲ့ဆက်ကဆက်ကထဆန်မြင်မြန်ထဆန် မိန်ကလေးရဲ့စကားအဆုံးမှာတော့တိုက်တွင်းကနေတဝောင်းဝောင်းနဲ့ကြေလောင်လာတဲ့ကြိုင်းတန်ကြီးပေါ်ထွက်လာကဆရာတစုရှိကိုဝုံနေဆိုပြီးခုံလွှားရောက်ရှိလာပါတော့တယ်။အဲဒီအချိန်မှာဆရာကြီးကနွားကြီးကိုပြန်ပြီးခေါ်လိုက်တာကြောင့်ဆရာကြီးခေါ်တဲ့အဆုံးမှာပဲနွားကြီးကလည်းပြန်လဲလာပြီးတော့လက်ဖွားပေါ်ကိုခုံတက်လိုက်တာနဲ့ချက်ချင်းပင်ဆရာကြီးရဲ့လက်ပေါ်မှာနွားရုပ်ကလေးဖြစ်ပြောင်းသွားပါတော့တယ်။အောက်လန်းဆရာတပည့်တို့ကလည်းကြားရံကနေလွတ်ရံအတွက်အသက်လွတ်ပြီးတော့ပြန်လဲပြေးရပါတော့တယ်။ကြားကြီးကလည်းတဝောင်းဝောင်းဟိမ့်ပြီးတော့နောက်ကနေပြေးလိုက်လျက်ရှိပါတယ်။ဆက်ကဆက်ကအခုချက်ချင်းပြန်လဲလာခဲ့ အမိန်ပေးတဲ့အဆုံးမှာတော့ကြားကြီးကလှဲ့ပြီးတော့ပြန်လာပြီးတော့အနားမှာလာဝတ်နေပါတော့တယ်။ဆရာကြီးကြားကြီးကိုဘာလို့ပြန်ခေါ်လိုက်တာလဲ။သာသနာတော့အလုလုနေကြသူတွေပဲ။အနေရဲ့ကင်းပြီဆိုမှတော့ဘာကြောင့်လူအသက်ကိုတတ်ခိုင်းတော့မှာလဲ။လူအသက်ပဲဖြစ်ဖြစ်တရိษံအသက်ပဲဖြစ်ဖြစ်မတက်ဖြစ်ရင်အကောင်းဆုံးပေါ့ကွယ်။ကဲမယ်ရက်ခါနောက်ကိုအမှုမဲ့အမတ်မဲ့မနေနဲ့ကွယ်။တာဝန်တိတ်ကြီးတဲ့အဝင်စီးကိုစောင့်ရတဲ့တာဝန်ယူထားမှတော့စီးပေါက်လို့မဖြစ်ဘူးလေကွယ်။အခုကအပြင်စီးပေါက်သွားလို့တိုက်စရာတွေတိုက်ဖွင့်နိုင်တဲ့ဒီအခွင့်အရေးရသွားကြတယ်။နောက်ကိုဂယုတစိုက်နဲ့အမြဲနေပါမယ်ဆရာကြီးရဲ့။ အခုဒီကြောက်တလုံးတိုက်ကိုတိုက်စရာတွေတည်သွားကြပြီဖြစ်တဲ့အတွက်တနည်းနည်းတစ်ချိန်ချိန်မှာရောက်မလာဘူးလို့တာဝန်မယူနိုင်ဘူးဒီအတွက်အထက်ပုဂ္ဂိုလ်တွေကလည်းအမိန့်ရှိလိုက်တယ်ဒါကြောင့်မို့လို့တင်တို့တိုက်ကို၃ရက်အတွင်းကញင်၃မိနစ်စကန်ကိုပြောင်းရမယ်လို့ညွှန်ကြားလိုက်တယ်ဆရာကြီးတို့ဘယ်နှစ်ခီးဆက်ကြမှာပါလဲမနဲ့မိုးလင်းတာနဲ့ပြန်ကြမယ်ကွယ်ဒီညတိုက်ထဲမှာအိတ်ခံပြစီဆရာကြီးရေကိစ္စမရှိပါဘူးကွယ် ဒီပြင်ဘက်မှာပဲနေရာထိုင်ခင်းရှင်းလင်းပြီးတော့ညအိတ်လိုက်ပါတော့မယ်အထက်လန်းဆရာကြီးကလည်းနောက်နေ့မှပြင်ရမှာဖြစ်တာကြောင့်မိမချောလေးကိုအဆက်ဆက်ရရမှာကြားပြောဆိုနေပါတယ်ညရောက်တဲ့အခါမှာတော့ဆရာကြီးကိုမောင်အေးကသူ့မရှင်းတာတွေကိုမေးမိပါတယ် ဆရာကြီးဘလူးမကြောက်ရွံ့ကအသက်ဝင်လာတာတိတ်ချောတဲ့မိန်းကလေးဖြစ်နေပါလားအဲ့ဒါတော့ကွာလူသားတွေနဲ့ဆက်ဆံနေရလို့မူလရုပ်သွင်မပြပဲလူလိုဖန်ဆင်းထားတာမင်းရှိနေလို့လည်းမကြောက်မလန့်အောင်လို့ဖန်ဆင်းထားတာအလုံးမူလအသွင်ကတော့ကြောက်စရာရုပ်ကြမ်းကြီးတွေပဲကွာကဲကဲဖះကိုအာယုံပြူပြီးတော့အိပ်ပြီးတော့အေးမနဲ့စောစောထားပြီးတော့ခကြီးထွက်ရမယ်မောင်ကြီးကလည်းဆရာကြီးမင်းရှိတဲ့အတိုင်းပဲဖះရှိကိုပြီးတော့ရှိကိုတိုက်သူတွေကိုရှိကိုဥချကအမြဝေမြစ်တာပို့ပြီးတော့အိပ်လိုက်ရခဏအတွင်းမှာပဲနှိမ့်ချစွာအိမ်မောကြသွားပါတော့တယ်ဇလန်လေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစွန နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။